ဧပြီ10ရက်ရောက်တိုင်းသူ့ရဲ့မွေးနေ့ဖြစ်တကူရောဖျော်ယွပွဲတွေကျင်းပလေရှိတဲ့စူရောဆိုင်ဆိုင်ခန့်လိုက်တယောက်ဒီနှစ်မှာလည်းဧပြီ10ချူခေါင်းစဉ်နဲ့ကျန်တော်ကြီးမျိုစဉ်ကျွန်းမှာဂီတဖျော်ယွပွဲကျင်းပခဲ့ပါတယ်အရင်မွေးနေ့တွေလိုတကူရောမဟုတ်တော့တဲ့ဆိုင်ဆိုင်ပွဲဘာတွေထူးသလဲအရင်နှစ်တွေကဆိုင်ဆိုင်ခန့်လိုက်ရဲ့မွေးနေ့ဖျော်ယွပွဲတကူရောကအစူရောရီနဲ့တူဧပြီ10ချူဖြစ်ပုံစံပြောင်းကျင်းပတာဟာပရိသတ်တွေစိတ်လှုပ်ရှားစေဖို့ဖြစ်ပြီးခိုင်းနဲ့မတူအောင်စီစဉ်ထားတယ်လို့ အဓိကစီစဉ်သူကလည်းဆန်းဆိုင်ပါလို့ကိုဦးကြွေးကပြောပါတယ်။ဆယ်နှစ်တိုင်တိုင်အာဆန်းဆိုင်ဗတ်တီးရှိုးအနေနဲ့ကျင်းပလာခဲ့ရာကနေပြီးတော့မှဒီနေ့မှာ April Ten Show ဆိုတဲ့ title လေးကိုပြောင်းပြီးတော့ဆန်းဆိုင်ကနေပြီးတော့ကျင်းပတာပါ။ကျွန်တော်ကတော့ဆန်းဆိုင်ရဲ့တကယ်ရင်းတယောက်အနေနဲ့ကိုတက်နိုင်တဲ့စီစဉ်မှုပိုင်းကနေပြီးတော့သူ့ကိုဝင်ကူပေးတာပါ။ main ကတော့သူပါ။ညောစဉ်ကျွန်းနေရာအပြည့်ခြေချเสียရနေရာမရှိအောင်ပြည့်တက်အားပေးမှုတွေရခဲ့ပြီးအဆူရောမီဆန်နီဆိုဂျီဘန်နီဖြိုကိကီစနေဂျီဖမ်လီနဲ့ ဆန်းဆိုင်ခန့်လိုက်တဲ့တငယ်ချင်းတွေကအခွက်၄ဘွက်ခွဲပြီးဖျော်ဖြေခဲ့ပါတယ်။နှစ်စဉ်သူ့ရဲ့မူနီဘွယ်တိုင်းတချင်းပုတ်40လောက်ဆိုခဲ့ပေမဲ့ဒီတစ်ခါအသက်35နှစ်ပြည့်မူနီမှာတော့တချင်း28ပုတ်ပဲတည်ဆူဖြစ်ပါတယ်။နောက်နှစ်တွေမှာဒီလိုပွဲမျိုးလုပ်ဖို့မတေချာတော့ပေမဲ့အတက်နိုင်ဆုံးကြိုးစားသွားဖို့ရှိတယ်လို့မြမနှစ်တေကူမှာစေရောကူပါကျမ်းမာကြဖို့ပရိသတ်တွေကိုဆန်းဆိုင်ခန့်လိုက်တယောက်ဆူတောင်းပေးခဲ့ပါတယ်။ဒီနေ့ပွဲကိုခိုင်းလို့ကျွန်တော်ပြောက်ခဲတဲ့တချင်းပုတ်50လောက်ဆိုပေမဲ့ကျွန်တော် ဒီမှာ28ခုပြည့်ပြီးဆင်းခဲ့ပါတယ်။ကိုရရတော့တက်စီကနေဒီကနေ့ကျတော့ဒီဒေတာလေးပါလို့ဒီလိုမျိုးရဲ့ percent နဲ့မှာတော့အစံအပြည့်ပြည့်စုံအောင်ဒီမှာသိသားကြအားလုံးပေါ်ဒီခုမြန်မာပြည်ကမှဒီတခုမှအားလုံးအားလုံးကိုဆေးရောကျွန်တော်ကျွန်တော်ပါပြီ။အားလုံးကိုကျွန်တော်ရဲ့အလုံးသွားတဲ့ပြည်သူမှအပြည့်အဝကျတော့ဒီလိုကျွန်တော်ပြန်ပါကြ။ဆန်းဆန်းခန့်လိုက်ရဲ့မိုးနေ့တိုင်းနှစ်စဉ်မြဲလိုလိုလာအားပေးတဲ့မဝင်းမမတရားအောင် ီနှစ်မလာနိုင်တော့ဘူးထင်ခဲ့ရကမူနစ်ပွဲနေ့ရက်ခါမနေနိုင်တော့လို့လာအားပေးတာပါလို့ပြောပါတယ်။ဆိုင်းဆိုင်တစ်ချင်းကိုအကုန်ကြိုက်လို့နောက်နှစ်တွေလုံရင်လည်းလာအားပေးအောင်မှာပါလို့ဆိုပါတယ်။ဖိုင်းရှိုးနှစ်တိုင်းလာဖြစ်ပါတယ်။နှစ်တိုင်းလာတယ်။အမဝဲလင်းရနေကိုလာကြ။အရင်တော့လာမသိတော့လို့လုံရ။ပွဲနာနီရောဘလို့မှမနေနိုင်တော့တန်းပြီးတော့လာကြည့်ဖြစ်တာပဲ။သူ့ရဲ့တစ်ချင်းနေကိုကြိုက်တာ။သူ့ရဲ့တစ်ချင်းနေကိုကြိုက်တာပါ။သူ့ဆိုတဲ့တစ်ချင်းနေအကုန်လုံးကြိုက်တယ်။ဖိုင်းပွဲကိုနှစ်တိုင်းနှစ်တိုင်းလာပြီးတော့အမြဲတမ်းကြည့်နေတယ်။သူ့လုံးသမျှ သူနှစ်တိုင်းလုံးမယ်ဆိုနှစ်တိုင်းအမြဲလာကြည့်ချင်ပါတယ်။